ဘုန်းကြီးတွေရတဲ့တမိုင်းကစာတည်းရစာပဲပြန်ကိုးတာအဒါကဘယ်စာကဆိုတယ်အဒါကဘယ်ကျမ်းကဆိုတယ်အဲ့ဒါစာတည်းရဆိုလောက်နေဘလုံးလောက်ဘူးအဲ့ဒါကိုဒီနေ့ခက်ကလက်ခံမှာမဟုတ်ဘူးအဲ့ဒါစာတည်းရမြေပြင်ရဖြစ်နိုင်ခြေတွေအဲ့ဒါတွေအကုန်တွတ်ချက်ရနောက်တစ်ခါခစ်ပြိုင်တမိုင်းတွေကိုဖတ်ရဟိုအဲ့ဒီအဲ့ဒီခက်မှာအဲဒီလိုဗုဒ္ဓသာသနာတမိုင်းရေးတဲ့ခက်မှာအဲတရုတ်ကျမ်းတွေကဘလို့ရေးထားလဲနော်အရှိတအောင်အရှိတကျမ်းတွေကဘလို့ပြထားလဲအိန္ဒိယကျမ်းတွေကဘလို့ဆိုလဲပေါ့ နော်အဲ့ဒါကိုအနောက်မှတ်တမ်းတွေကဘလို့မှတ်တမ်းတင်လိုက်အဲ့ဒီဗုဒ္ဓနဲ့ခေတ်ပြိုင်ကဘာတွေရှိခဲ့လဲအဲ့ဒါတွေပြီးတော့အကုန်လုံးလိုက်ပြီးတော့ဆန်းစစ်ပြီးတဲ့အခါကျတော့အဲဒါဆိုရင်ဖြစ်တန်စွမ်းရည်ဒါဖြစ်ဖို့အခြေအနေပိုးများတဲ့ဟာအဲ့ဒါကိုယူဆနော်ပြီးရင်ရှင်များတို့မေကွန်းမေးဖို့အခြေအနေရှိပါတယ်နော်တပည့်တော်ဒါရိုက်ဖြေပေးပါဒါတနည်းအားလည်းဘုန်းကြီးတွေပါမေးတယ်ဘုရားရှင်လက်ထက်ကအဆောက်အဦတွေအိန္ဒိယမှာရှိသေးလားဆိုတော့တခုမှမရှိတော့ပါဘူးဒါဆိုအခုဆောက်အဦတွေအုပ်တွေပါတယ်ကပါတယ်အဲ့ဒါအတော့ကပြန်ဆောက်ခဲ့တာ ဖြားရှင်လက်ထက်ကဒီတဲ့အစာအုပ်ကြီးကြီးလေးကြီးကြီးကောင်းကြီးနိုင်တယ်ဆိုတော့အတော့ကမင်းကြီးအထိမ့်မှတ်နေတဲ့ဆောက်တာဖြားရှင်လက်ထက်ကတော်တော်များများအစ်စ်နဲ့ဆောက်တာများတယ်နော်ကြောက်နေပါနဲ့ဆောက်တဲ့နေရာတွေနဲ့နဲ့နဲတယ်ပိပလိဝိဟာရကတော့ကြောက်နေဆောက်ထားတယ်ဒါပေမဲ့ကြောက်သုံးနေစီးထက်ထားတယ်ပါရှင်မရှင်မကသဗမထေမြတ်ရဲ့ကြောင်းနေရာပေါ့နော်အဲ့ဒါထူးခြားချက်ပေါ့တော်တော်များများကတစ်တားနဲ့ဆောက်တာဒါကြောင့်ပထမသံဃာတင်တဲ့အချိန်မှာပဲရာသီုံမှာကြောက်တဲ့28တိုင်လောက်လနဲ့ချီပြန်ပြီးပြင်းယူပါတယ်အုပ်ဆောက်ဘူးဆိုအဲ့လောက်ဖြစ်ကြမှာရှင်ရေလောက် လုပ်လိုက်ရင်ပြီးသွားမှာเนาะဒါတွေကဒီလိုကွန်ဆက်ပ်ချူသင်ကီးပေါ့ကွန်ဆက်ပ်ဆက်ဆက်သွေးခေါ်တယ်ဒါမာဂန်ရိုဆရာတော်ဘုရားရဲ့အနာဂတ်ဌာနကြီးဖတ်ဖို့တဲ့ရှင်မလက်ထောင်ကြီးပါအနာဂတ်ဌာနကြီးတပတ်နှစ်ပတ်သုံးပတ်လေးပတ်ဖတ်ဖို့လေနော်အနာဂတ်ဌာနကြီးကောင်းလားမကောင်းလဲဗျဘာလို့နော်ဆရာတော်ဘုရားကြီးမြေတန်ပြောတဲ့စကားတစ်ခုရှိတယ်ကောက်ချက်ချတယ်ဆို ဆရာတော်ကြီးရဲ့တရားတွေကိုနားကြည့်ကောက်ချက်ဆွဲ conclusion လောက်တက်ဖို့လိုတယ်ဒီလိုတော့နော်ကောက်ချက်ဆွဲတယ်ဖို့လိုတယ်အဲ့တော့ရှင်များတို့အခုတပြီးတော့ကျွတင်းဝင်ခန်းတော့တာဗျာဒီလိုပြောသမားယုံဖို့မဟုတ်ဘူးရှင်များတို့တွေးဖို့ပါနော်အဲ့တော့ပညာသင်တဲ့ရည်ရွယ်ချက်ကဘာကြောင့်ဖြစ်မလဲအခုရှင်များတို့ဒီမှာလာပြီးတော့ပရိသတ်သုံးဝေစာရှိတဲ့ပညာရေးတွေအများကြီးတယ်ပညာသင်တာဘာကြောင့်လဲစဉ်းစားတတ်ဖို့ဗျာနော်မှန်ပါတယ်စဉ်းစားတတ်ဖို့တွေးခေါ်တတ်ဖို့နော်အဲ့ဒါပညာသင်တဲ့ရည်ရွယ်ချက်ပဲ ပကာရိဏညာတိဇာနာတိတိပညာဆိုတဲ့အတိုင်းဟုတ်လား analysis လုပ်တဲ့အားနဲ့နော်အကန့်ရုံရမ်းရုံမဟုတ်ဘူးရှင်များတို့တွေးရဲဖို့လိုတယ်ပေါ့နော်အဲ့ဒါတော့အဲ့လိုစစ်ဆေးမယ်ခွဲခြမ်းစိတ်ဖြာမယ်အဲ့လိုလုပ်ပြီးတဲ့အခါကျတော့မလုပ်အောင်မလဲဆိုတော့ဓမ္မဒိဋ္ဌံကြကြစုံသက်သိက္ခာသုံးဖြတ်တော်ပညာရဲ့ဖြစ်တယ်နော်အဲ့ဒီဟာကိုတမိုင်းပါတယ်လို့ခေါ်ပါတယ်ဖြာ gain နောက်တစ်ခုပြောပါအောင်ဖြာတမိုင်းဟူသည် အတိတ်ကာလဖြစ်ပျက်များကို လေးလာမှတ်ကြောက်တင်ထားသော စာကိုဆိုလိုသည်ဖျားကူကြောင်းစတ်စွန်ဓမ္မတလာတန်တာပုဂ္ဂိုလ်သူအကြောင်းအရာသူစတိတို့နဲ့ဆက်လင်း၍ဇကပြေပြည့်ဖြစ်စေ လင်္ကာသိဖြစ်စေအေးသားထားတဲ့ဘာသာရေးကိုတမိုင်းလို့ခေါ်တဲ့ဟုတ်လားဗျာနော်အဲ့တော့ဖျားတွေမှာဂူတွေမှာအကြောင်းတွေမှာအေးထားတာလေဒါတပြည့်တို့ဘုရားတာထုံးစံဒီတိုင်းရှိခဲ့တယ်ဗျာနော်စတ်စွန်ဆိုဘာပြောလဲ အာယုံကနဲ့ဇောင်းကိုပြောတာပဲနော်အာယုံကနဲ့ဇောင်းဘုရားတွေဘာတွေမှာအာယုံကဇရက်တွေတဇောင်းတွေကိုဆတ်ဆွန်တန်တားဆိုရဲဒါပဲပြောတာပါနော်ဒါရှိတော့မြမသာအေးထုံးနေပါဗျာနော်ရှင်ရတော့မတွေ့ဘူးဝိနေမှာသူပြီးတော့တတ်တတ်ထဲ့ပေးတယ်ဟုတ်လားနော်အဲဒီတော့တမိုင်းလိုက်ပြီဆိုရင်အဲ့ဒါလက်ရတယ်အခုဒီမှာရှင်ရတို့ဒီဘက်မှာနော်ရှင်ရဟန်ရုပ်ရှိတယ်ရုပ်တုရှိတယ်ဟိုဘက်မှာအာတုကရုပ်တုရှိတယ်မှန့်ကြည့်ပါရှင်ရဟန်တတ်တော်ဘလောက်မဟုတ်အဲ့ပိဋကပင်ကြီးမှာရှင်ရဟန်ရဲ့တတ်တော်ဘလောက်လောက် ကြားဘူးလဲအနောထာအနောထာရောအော်ဟုတ်ပြီဗျာရှင်ပြတော်တော်နှိစက်တယ်ဗျာနော်အဲ့ကလျာဏီကျောက်စာမှာလည်းပြောထားတယ်ရှင်ရဟန်းရဲ့သတ္တန်ပေါ့ဗျာဒီလိုသမိုင်းတွေမှာလည်းမှတ်တမ်းနေတာဒါနာနေ့1386ပေါ့နော်အဲ့ဆိုအလောင်းစီတုံးမဲ့နန်းဆန်သက်နှစ်နှစ်မှာပြိနိဗ္ဗာန်ဆန်တယ်82နှစ်မှာပြိနိဗ္ဗာန်ဆန်အဲ့ကြောင့်အရှင်ရဟန်းနဲ့ အနောဒပိရိကပိညိမှာအနောဒရဲ့နတ်တဲ့20အသက်အပြင်း40ရှင်တန်40တင်နေပြတခုကြီးတယ်အဒီယောဓုကိုထူတဲ့ကအဲ့ဒါသူက60 90လောက်ထူတာမဟုတ်ဘူးတမိုင်းလိုက်အောင်မယ်သူတို့အများကြီးလိုက်ကျန်းနေရောကြောက်စားရောအကုန်လိုက်ပြီးတဲ့ကကျတော့အလိုက်ဒါရေးချင်နိုင်ရေးလို့မရเนาะအဲ့မှာတပြုတော့သူ့ကိုမျက်နှာပြန်ပြန်ခိုင်းတာအပြန်နှုတ်တာအဲ့တော့လူနဲ့ဖုံးကြီးတဲ့ရှင်ရှင်တန်အရန်တာလည်းဖြစ်တယ်ပို့ပြီးနှုတ်ပါเนาะအဲ့ဒါကြောင့် အနဝရာရင့်တယ်လို့ရှိမယ်အသက်အပြည့်နော်ဒါတနည်းငယ်နော်အဲဒီလိုလိုက်တဲ့ကဒီလိုအနဝရာနော်နော်ထားပြီးတော့ဘသူလာလဲဗျာစောလူစောလူပြီးတော့ကြံစစ်ကြံစစ်ပြီးတော့အလောင်းစီသူမင်းဘယ်20တန်းအမင်း40မိလိုက်တာဟုတ်ပြီလားဗျာနော်အဲဒါတို့ပြီးတော့ပြီးရင်ရှင်များတို့တပါးချင်းကိုလည်းပြီးတော့မေးမယ်ဆွေးနွေးမယ်နော်ကျေတော့မှတ်မှတ်နိုင်တော့မှတ်ပါဗျာ ကဲဟုတ်ပြီဗျာနောက်တစ်ခုတမိုင်းဟူသောဟောရာကိုဖတ်ပါအောင်ဗျာတမိုင်းဟူသောဟောရာကိုမြန်မာဘာသာဆစ်ဆစ်ဟူဆိုတဲ့သူတွေကတမိုင်းမိုင်းဆိုတာပါလေကြည်မာသောလို့အဓိပ္ပာယ်ရတိဘွေရာကြီးတရက်လို့ဆိုပါတယ်เนาะဒါကြောင့်နောက်တစ်ခုအပြာရောင်နေရတာလေးဖတ်လိုက်ပါအောင်ဗျာတမိုင်းဆိုလျင်တိရမီတိအောင်တိရမီဆိုတဲ့တမိုင်းဆိုတာဒါပဲတိကိုတိရမီတိအောင်လှုပ်ထား အဲ့ဒါကိုသမိုင်းလို့ပြောပါလေဟုတ်လားဗျာနော်အသမိုင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြောမှာဗျာသမိုင်းဆိုတဲ့ဟာတွေကပြီးတော့နားလည်ဖို့လိုတယ်တော်တော်အလှမ်းဝေးတယ်အလှမ်းဝေးကြတယ်ရှင်ရတို့ပရိယတိစာပေမှာသမိုင်းနဲ့ပတ်သက်ပြီးတည်တဲ့တင်ခဲ့တဲ့အချိန်ရှိလားမရှိပါဘူးနော်ဒီပဝင်မဟာဝင်ဒါတွေလည်းတေချာချာသင်ခဲ့ရတာမဟုတ်ဘူးတည်တဲ့လေးလာမှာပဲဖြစ်တယ်ဗျာနော်ဒီလိုတို့ကြောင်းမှာကိုရန်ဆယ်တန်းတိသင်ခဲ့ရတယ်ဆိုတဲ့သမိုင်းတွေကလည်းရေရမဟုတ်ပါဘူး James Luce ပြန်ရေးထားတဲ့ဟာအင်္ဂလိပ်လက်ထက်မှာပြန်ရေးခဲ့တဲ့သမိုင်းတွေတို့မှန်စာပြီးသင်ရတဲ့ဟာတွေရှိအတိအကျမဟုတ်ဆိုတော့တို့ရတို့သမိုင်းအစ်စမန်တွေတို့ရောထောက်ပြန်ပါပါဗျာနော်အဲ့တော့သမိုင်းဟူဒီဖတ်ပါအောင်ဗျာအချို့ကလည်းသမိုင်းဒီတန်ပိုင်းနဲ့သဘောချင်းတူတယ်တန်ပိုင်းမှာတန်ပိုင်းသမိုင်းလို ဖြစ်လာတယ်လို့လည်းအဆိုရရှိပါတယ်ဟောနောက်တစ်ခုတော့ဒီတော့ပါဠိတက္ကရာကနေယူပြပါအောင်ဗျာနော်ဖတ်ပါအောင်ဗျာသမိုင်းကို ပါဠိဘာသာမှာစင်တတ္တိဟုဆိုတဲ့သူတွေကသမုတိဟုသောပုံမှန်၎င်းတန်မုတိဟုသောပုံမှန်၎င်းဖြစ်သည်ဟုဆိုသည် သမုတိမှာတန်မညတိတိသမုတိသမုတိမှာသမနန္ဒသမုတိဒီလိုဝိစုပြုတာတွေလည်းရှိပါတယ်ဗောနော်နောက်တခါတန်ပုဗ္ဗမနာတဖြင့်ကောင်းစွာအတိချင်းကိုလည်းပြပါတယ်တဲ့ သို့တော့တမိုင်းကိုပါဠိဘာသာမှာစဉ်းသက်ခြင်းမဟုတ်ဘူးယူဆတဲ့ပါဠိပညာရှင်တွေကသမုတ်တီသမုတ်တီကိုအဓိပ္ပာယ်မဖော်ဘူးတဲ့အဲ့ဒါမကြိုက်တဲ့သူတွေလည်းရှိတယ်အဲ့ဒါဆိုတော့ပြောလို့ပြောကြည့်